အလစ်မင်္ဂလာပါဟုတ်ကဲ့မင်္ဂလာပါရှင်ဟုတ်မင်္ဂလာပါဟုတ်ပြောမအဲ့လိုအလစ်ဆိုင်မဲ့ကာကိုဇလန်တွေကိုလက်ခံလိုက်တာဒါယူတော့ပါဟုတ်ဇလန်လေးကပိုက်တယ်ပိုက်တယ်သိမှသာမကောင်းဘူးအမေကဘယ်လိုပြောဆိုမလဲပြောရတယ်ဒီမှာကျွန်တော်ကိုငိမ့်ဝေဆိုတဲ့ဇက်ကောင်နေရာပေါ့ကျွန်တော်ကတော့ကျွန်တော်မိသားစုလေးရှိရပါဘူးမိသားစု၄ယောက်အဲမိသားစု၄ယောက်မှာဖြစ်တဲ့ဇလန်းလေးပေါ့ ဲ့လိုဆိုတော့ဒီဆောက်ကိုဘယ်ကလေးကဥထားပြီးတော့ဘယ်ကလေးကကျင်းလဲရောက်ထားပြီးတော့ဘာဖြစ်လို့ကိုယ်တိုင်ထုတ်လို့ရိုက်ကူးပြတဲ့အတိုင်းပဲ။ဟာဟာ။အာမြန်မာတို့ကဒီပေါ့နော်ဒရိုက်တာအကြောင်းကိုတက်ပြီဆိုတဲ့ဟိုကတနေ့ကြလို့ရှင်ရ အာရုပ်ရှင်ကားကောင်းတွေရိုက်မယ်ဆိုတော့စိတ်ကူးအိမ်မက်ကရှိထားပြီးသားပေါ့နော်အာဘယ်ထဲကလဲဆိုလို့ရှိရင်ညီမအာဒီကားကိုကြောင်းစင်းပြီးကြောင်းအောင်ညီမတို့ကဒီဇင်မှာမှာ batch 9တက်တာပေါ့နော်ဒီဇင်မှာလာကုန်ပြီးဒီ2025အာကြောင်းစင်းပြီးရဲ့ဟိုဒီဇလန်းကိုမရေးခင်အာဒီဘေယောကဆရာကြီးတယောက်ပြီးတယောက်နဲ့သွားတွေ့တယ် thesis လုပ်တယ်သူတို့ရဲ့ဘဝအတွေ့အကြုံတကယ်ဖြစ်ရမှန်တွေကိုအာနားထောင်တယ် thesis လုပ်တယ်သူတို့ရဲ့ lifestyle တွေကိုထေချာ like ကြည့်တယ်လိုက်ကြည့်ပြီးတော့မှဒီကားကိုရေးရတာပါဟုတ်တယ် ဟာကိုကသူများတွေ online ပေါ်မှာတွေ့နေရတာပဲသူများတွေခုနာပါတယ်သူများအဲ့ဒီလောက်နေမဟုတ်ပါနဲ့ဘာလို့ထဲထဲဝင်ဝင်အဲဒီလိုကိုယ်တိုင်ဘာဖြစ်လို့လေးလာဖြစ်နေလဲအာသူတို့ဒီကအဲ့အဖြစ်အပျက်တိကျနေလို့ကျင်လို့လားဒါမှမဟုတ်ရင်အာဆွဲဖဲမှာဆိုလို့လားဘယ်လိုကြောက်လို့ကြောက်လဲအာတိတိကျကျပြောရမယ်ဆိုလို့ရှိရင်တော့ပရိသတ်ကိုအစ်စ်တွေပေးခြင်းလို့ပေါ့နော် အာအစ်စ်တွေပြေးခြင်းလို့ဆိုတာကိုမသားကိုစိတ်ကူးရှင်ပြီးတော့ရေးလိုက်လို့ရှင်လဲဟော်တာပဲဖြစ်ဖြစ်အနုပညာဆိုတာစိတ်ကူးရှင် creation လုံးနိုင်လုံးနိုင်သလားအလုပ်လို့ရရပေါ့နော်ဒါပေမဲ့အဲ့ creation နဲ့ဟိုဖြစ်ရမှန်နဲ့ပေါင်းဆက်လိုက်တဲ့အခါကျလို့ရှင်ဒီဇန်အိမ်ဒီပို့ပြီးတော့ကောင်းမယ်အာပို့ပြီးတော့အော်အဆင်ပြေသွားမယ်ပို့ပြီးတော့ဒီသူ့ရဲ့ရတာကိုပို့ပြီးတော့ခန်းစားရမယ်ပေါ့နော်အော်နောက်တစ်ခုကကြတော့ကျွန်မဘာဖြစ်လို့ this is light လို့လဲဒီဘဝအတွေ့အကြုံတွေဒီဆရာတွေကိုဘာဖြစ်လို့လေးလာလဲဆိုတော့ပရိသတ်ကိုအစစ်မှန်ချပြမှာဖြစ်တဲ့အတွက်ကြောင့်မလို့ကိုက တို့ရဲ့ lifestyle တွေတို့ဆိုရဲ့တမစင်တွေတို့ရဲ့စရဏတွေကိုမသိဘဲနဲ့ဟိုရမ်းရေးတယ်ဆိုလို့ရှိရင်မှားသွားမှာပေါ့ဒီကားထွက်လာလို့ရှိရင်နည်းနည်းလေးမှားတာနဲ့ထောက်ပြအာမဲ့ဆရာတွေကဒီလောကမှာအများကြီးပဲလေအဲ့တော့တို့ရဲ့ life ကိုရေးရတဲ့အတွက်ကြောင့်မို့အရန်တာဝန်ကြီးတယ်အတာဝန်ကြီးရတဲ့အတွက်ကြောင့်မို့လို့ကိုကိုတိုင်းဒီဒီလောကကိုတည်ထားမှာဖြစ်မဲ့အတွက်ကြောင့်မို့လို့အာဒီဟာကိုကိုတိုင်း thesis လုပ်ထားတာပါ ်အင်နံပါတ်666ဒါလေးကကျွန်တော်ဒူးစမ်းတာလေးဟုတ်ကဲ့ဒီနံပါတ်လေးဘာဖြစ်လို့ပြောတယ်လဲအင်နံပါတ်666မှာဖြစ်သွားတဲ့ကိစ္စရကိုဒီလိုလေးပြောနေတော့လားအော်ဟုတ်ကဲ့ဒီမှာ6မဲ့အိမ်ရဲ့နံပါတ်ကတော့အိမ်နံပါတ်666ပေါ့နော်ဒီကားထဲမှာပါဘာဖြစ်လို့ဒီနံပါတ်ကိုပေးဖြစ်လဲဆိုတော့ အာညီမကဟော်ရာပရိသတ်ဖြစ်တဲ့အတိုင်းအိမ်နံပါတ်666 63လုံးခန်းန်းကိုမြင်လိုက်တာ ਨੇ ဟော်ရာကာမန်ဟော်ရာကြိုက်တဲ့ပရိသတ်တွေကတန်းတီမှာပါဘာဖြစ်လို့ဆိုတော့တကမာလုံးကဒါပေါ့နော်အာဒါစေတန်ဂိတ်တကားပေါ့ဆိုပြီးတော့ဒီကတကမာလုံးကသတ်မှတ်ထားတဲ့နံပါတ်ဖြစ်ပါတယ်ပေါ့နော်ဒီဟော်ရာကြည့်ရဲ့ပရိသတ်ကဒီနံပါတ်ကိုမြင်တာ ਨੇ ဒါဟော်ရာကားပဲဆိုတာတန်းတီမှာပါ ပေါ့မဲ့တုတ်ဆောင်တွေကအပါမဲ့တုတ်ဆောင်တွေက Henry San ကိုရဲမွန်အဲပြီးွားလို့ရှင်ကမေခွန်အားရှင်မင်းဆက်အဲပြီးတော့မေတော်ချစ်အဲပြီးွားတော့ခလေးတုတ်ဆောင်တွေတရားပေါ့နော်ဟုတ်ဘာဖြစ်လို့ဟိုတချို့ကတိတ်မတက်ဘူးပေါ့တက်တယ်ဒီလိုရနေတက်တယ်သုံးတက်တယ်လို့ပြောရအောင်အဟောကျမကချပြမှာလေအပေါ့နော်အနုပညာကိုချပြရလေအနုပညာချပြတဲ့အခါမှာကဟိုမျက်နှာသစ်မှမျက်နှာဟောင်းမှမဟုတ်ဒီ ဇလန်းနဲ့ကကာရိုက်တာနဲ့ကိုက်ညီမှုရှိမှသာလဲဒီဇာတ်ကားကအကောင်းပါအာဘယ်လိုခေါ်မလဲပရိသတ်တွေမြင်နေကြတဲ့လူတွေကိုခေါ်ပြီးတော့ချပြလို့တော့ရတယ်ကိုယ်ဇလန်းနဲ့မကိုက်ညီဘူးဆိုကိုယ်ဇလန်းကြီးကအရသာပြတ်သွားမှာ ဲ့တော့ဒီပရိသတ်ကကြည်မာဒီအတ်ကိုကြည်မာပေါ့နော်ဟိုတက်တဲ့ဟောင်းနေဆိုတာကဒီကားကိုကြည်လိုက်လို့ဒီကားရဲ့အရာတာကိုပြေဝခန်းစားရရင်ပရိသတ်တွေဒီဒီအတ်အတ္တတွေကိုလည်းအတ္တအတ္တတွေကိုလည်းလက်ခံသွားမှာပဲပေါ့နော်အဲ့တော့ဒီကဇလန်းရဲ့တရုပ်ဆောင်မှုရဲ့ရှင်နေရလာတဲ့ခန်းစားချက်တွေနဲ့ပဲစိုက်ပါတယ်အတ္တဟောင်းရွေးတာတော့ဇလန်းတွေမှာဘယ်လိုစိတ်ချုပ်ထားသုံးလို့ကြရနေဘယ်လိုလေးကြည့်ရမလဲဟုတ်ဟုတ်ကြည့်နေဘယ်လိုလေးဘယ်လိုလေးမြင်နေရဘယ်လိုခံစားဟုတ်ဟုတ်ကဲ့ကြည့်ရပရိသတ်ကလေး အကိုရိုင်အဲ့ဒီအိမ်ထဲမှာခြောက်ခြားခံနေရတယ်လို့မျိုးဟိုကိုရိုင်မဲဟိုဒီထဲမှာဝင်ပါပြီးတော့ကိုရိုင်ခံစားနေရတဲ့ပုံစံမှုမျိုးရတာမျိုးရမှာပါဘယ်လိုဒါကြပြောတာတည်းတယ်ဘယ်လိုဒီဘောကြပြင်းတယ်อืมဒါကပြောရမယ်ပြောတာအားရပါပဲကိုရဲဥစ္စာလူမြတ်တက်ဘလောက်ရှိတယ်အာကြာပြီပေါ့ကျွန်တော်ဘယ်လိုကြာလဲ နှစ်အာကိုနိုင်နိုင်တို့တဲ့အာနှစ်နှစ်ဆက်တော့အဲ့ဒါမပြောကောင်းတော့ပြောနှစ်ဆက်ပြောလိုက်ဟာတက်တည်ပါမလားလို့လားဟောအဲ့လိုပေါ့အဲ့လိုတော့ကျွန်တော်ဂျိုင်တော်စားရတော့ကျွန်တော်ကြောင်းတဲ့နဲ့ရိုက်တာငါဗာဒီကနေပဲသေစာပါလေးစုထားနေရှိတယ်ဟောဟုတ်ဟောရာဂျိုင်တဲ့ပရိသတ်ကတော့အိမ်နံပါတ်666ကိုစောင့်ကြည့်ပါလို့အားပေးပါဦး